မင်္ဂလာပါရှင်ခေတ်သစ်တယ်လီဗီရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်။တီဘောနံမာရှိ SSPB Deskan ကို MNDA ဝင်တိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်မြောက်ပိုင်း DNL ထိန်းချုပ်ထားတဲ့တီဘောမျိုးနယ်တွင်ပါဝင်တဲ့နံမာရှိ SSPB Deskan ကို ကိုးကံတပ်ဖွဲ့ MNDA ကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်။မနေ့ကညပိုင်းကအင်အားနေရာကန်ရှိတဲ့ကိုးကံတပ်ဖွဲ့ကနံမာမှာအင်အားတရာကန်ရှိတဲ့ SSPB Deskan ကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး SSPB တပ်ဖွဲ့ဝင်အချို့ဖမ်းဆီးရိုက်နှိုက်ခံရကြောင်းဖြစ်စဉ်ကိုတင်ချ ာသိတဲ့တရင်အရင်မြစ်တုံးကပြောပါရယ်အဲနာကတောင်မီးသွေးလောက်ကွက်ကိုကိုကန်ကဝင်ကျင်တာအဲ့ဒီစကန်ကအရင်10နှစ်လောက်ကလေးက SSBB ကစကန်ထိုင်ထားတာဒီမနက်မှာတော့ SSBB ကပြန်တိုက်တယ်ရွာသားတွေကတော့ရွာဖုံးကြီးเจ้าမှာရှောင်နေကြတယ်ထိခိုက်တော့မရှိဘူးလို့လကောက်ကပြောပါရယ်အဲ့ဒီဖြစ်စဉ်နဲ့ဆက်လင်းပြီးနဖတ်တက်တွေကထုတ်ပြန်ခြင်းမရှိသေးသလိုမဲကောင်နီနဲ့လည်းဆက်သွယ်လို့မရသေးပါဘူးနမ်မာမာလာရှုမျိုးရဲ့အနောက် တောင်ပန်း -10 ခန်းအကွာတီဘောရဲ့အရှိမြောက်ပန်း -90 ခန်းအကွာရှိပြီးကြောင်မီသွေးလောက်ွက်များရှိကြောင်းသိရပါတယ်ကိုကန် MNDA နဲ့ SSPP တို့က UWS NDAA KIA AA TNL တို့နဲ့အတူပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC မှာပါဝင်ပြီးပြီးခဲ့တဲ့နှစ်အတွင်းကလည်းတိုင်းပြည်နယ်ပတ်မှာထိတွေ့မှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ် နောက်ထပ်တပုတ်အနေနဲ့ကွန်ကရစ်မှာစတက်တက်ဆွဲထားတဲ့တက်စကန်၃ခုကို KNL နဲ့ PDF ပူးပေါင်းတမများကတပြိုင်နက်တည်းပိတ်ဆို့တိုက်ခိုက်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ကွန်ကရစ်မြို့မှာအကြမ်းဖက်စတက်တက်ဆွဲထားတဲ့နေရာ၃ခုကို KNL ပူးပေါင်းတပ်တွေကတပြိုင်နက်ပိတ်ဆို့တိုက်ခိုက်နေကြောင်း KNL ပူးပေါင်းစည်ရေးတရင်ရင်းမြစ်တွေကပြောပါရယ်။ကွန်ကရစ်မြို့မှာအကြမ်းဖက်စတက်ရဲ့အမှတ်စနစ်စစ်ဆင်ရေးကုကဲမှုဌာနချုပ်အနီးရှိကိုးတိုင်စစ်ကတုံးအောင်စရာစစ်ဆင်ရေးနောက်တန်းကုကဲရေးစခန်းရွှေကျက်မင်းဖုန်ကြီးကျောင်းနဲ့ခလာရ69တပ်ရင်အနောက်ဘက်ခံကရုံနေရာတွေ ကို KNL မဟာမိတ်ဖွဲ့တွေကတပြိုင်တည်းတည်းပိတ်ဆို့တိုက်ခိုက်နေတဲ့အတွက်တိုက်ပွဲပြင်းထန်နေကြောင်းသိရပါဗျ။ဖြစ်နေတာတစ်ချိန်နဲ့တိုက်တာပေါ့စခကစနစ်ကကင်းကိုးတိုင်နေရရင်အောင်စရာကိုကုတ်ကိန်းလုံနေတဲ့ရွှေချမင်းကြောင့်ရခလာရ69နောက်ဘက်စစ်တပ်ခံကြုံရေပေါ့အဖွဲဆောင်ပိတ်ပြီးတိုက်နေတာသူတို့ ဒရုန်းတက်ကိုလည်းဒရုန်းတက်သူတို့လက်နက်ကြီးပြည့်ကိုလည်းပြန်ပြည့်ထည့်ပြီးခြာနေတာစကားစပတ်ကတော့ခံပြစ်တဲ့ပုံစံမှာပဲတည်တာထိတာတွေလာဆွဲမထုံနိုင်တာတွေလည်းဖြစ်နေရဲ့လို့ကော့ဂရိတ် KNL လေးမဟာမိတ်ပူပေါင်းတပ်ဖွဲ့ရဲ့တရင်ရင်မြစ်ကပြောပါတယ်အဲ့လိုတိုက်ပွဲပြင်းထန်နေတဲ့နေရာတွေကိုစစ်ကောင်စီတက်ဆွဲထားတဲ့ဂျုံတိုင်းဂျိုင်းတောင်ဘက်မှာဟောင်ဝဲစားလက်နက်ကြီးတွေနဲ့လက်ကောင်လိုင်ဝါအမြောက်တက်ကရှန်ကုတ်ရွာဘက်ကိုလက်ကောင်ခါလိုက်ရ69တက်ကရွှေကြမ်းမင်း တတန်ကူးရွာဘက်ကိုလက်ကောင်လက်နက်ကြီးပစ်ခတ်မှုဒရုန်းနဲ့တိုက်ခိုက်မှုတွေလုဆောင်နေတော့လဲ KNL မဟာမိတ်များထိခိုက်မှုမရှိကြောင်းသိရပါတယ်။စကားစကားလက်နက်ကြီးနေရာများတဲ့ဟောင်ဝင်းစာတို့120လုံးနဲ့လှမ်းပစ်ကူပေးတာမျိုးရှိရဲ့ဂျိုင်းတရာကြုံတိုးပြူဟာတို့လှိုင်ဝါလက်နက်ကြီးကုန်းတို့ကလည်းပစ်ထည့်နေတာကိုဘက်ကတော့စစ်ကွေးစကန်းကကရုတ်တွေကိုထိကျက်မှန်အောင်ပစ်တာဒရုန်းနဲ့ကျဲချတာမျိုးလင်းရင်ကပြန်နေကင်းတောက်ပစ်တဲ့ဘုံတော်လာမကျဲသေးဘူးလို့စစ်မြေပြင်သတင်းအရင်းမြစ်ကပြောဆိုပါတယ်။ ။အေဘီလာ29ရက်နေ့မနက်ပိုင်းမှာရွှေကြံမင်းတတန်ကူးရွာဘက်ပိုင်းနေရာမှာနှစ်ဖက်တိုက်ပွဲတွေကြောင်းပောက်ခွဲတံများကြဲကြဲလောင်လောင်ကြားနေရပြီးအဆိုပါရွှေကြံမင်းဘုံကြီးကျောင်းနေရာရှိအောင်စရစစ်ကြောင်းရဲ့နောက်တန်းခန့်စစ်ကုတ်ကင်ရေးစခန်းကို KNL ဘူပေါင်းတံများကသိမ်းပိုင်ရရှိပါကအကြံဖက်စစ်ကောင်စီတပ်ရဲ့မြရီအာရှလန်စစ်စင်ရေးကိုအမြင့်ဖြန့်နိုင်ပြီးဖြစ်ကြောင်းစစ်ရေးနယ်မြေတာဝန်ရှိသူကသုံးသပ်ပြောဆိုပါတယ်။နောက်ထပ်တစ်ပုံးနေကလေးမျိုးနဲ့ ချန်တာရွာကိုထိုးစစ်ဆင်လာတဲ့စစ်တပ်ကိုတိုက်ခိုက်မှုစစ်သား29ဦးသေဆုံးပြီး MI35 ရဟန်းရင်တစီကိုထိမှန်အောင်ပြစ်ခတ်နိုင်ခဲ့တဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကလေးမြို့နယ်ချန်တာရွာကိုထိုးစစ်ဆင်လာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သား29ဦးသေဆုံးပြီး MI35 ရဟန်းရင်တစီကိုထိမှန်အောင်ပြစ်ခတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ AP လ29ရက်နေ့မနက်9:00နာရီကလေးမြို့နယ်တောင်ပိုင်းချန်တာရွာဘက်ကိုစစ်ကောင်စီတပ်ကအင်အား200ခန့်အုံပြုပြီးစစ်ကြောင်းနှစ်ခုနဲ့ထိုးစစ်ဆင်လာကြောင်းတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေက ်ခိုက်ခဲ့ရာစစ်သား29ဦးသေဆုံးခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားရာနေရာကိုနေမြင်ရှင်းလင်းစဉ်စစ်သားအလောင်း9လောင်းလက်နက်ငယ်17လက်နဲ့ခေရန်ချိုသိမ်းဆည်းရရှိခဲ့ကြောင်းတိုက်ပွဲအတွင်းဒဏ်ရာရစစ်သားများကိုပြန်လည်တည်ဆောင်သွားတာများရှိတော်လဲဒဏ်ရာရစစ်သားတချို့ကိုတော့တတ်သွားကြောင်းသိရပါသည် အလောင်း9လောင်းနဲ့လက်နက်17လက်တင်ဆက်ရရှိခဲ့တဲ့တည်ဆုံးနာကစုစုပေါင်းက28ဦးရှိရဲ့ MI35 စီးဟန်ရင်ကိုလည်းထိမှန်ပြခတ်နိုင်ခဲ့ပြီးမိကိုဥထွက်ပြီးတော့ဟန်တာဝရီရွာဘက်ကိုဆင်းသွားတဲ့ခုတိတက်မလာသေးဘူးအဲ့ဒီနေ့ကမနက်အစောကြီးစာခါကျူပြူပူပေါင်းအင်အား200လောင်းနဲ့မြေပြင်လက်နက်ကြီးပစ်ကူယူပြီးကြံတာရွာဘက်ကိုကန်လာတာ MI35 နဲ့မပစ်ခင်ဂျက်ဖိုင်တာဝိုင်တွဲနဲ့လေယာဉ်တွေနဲ့အရင်ပုံကျဲတဲ့120မမလက်နက်ကြီးနဲ့အလုံး20ကျော်ထူတယ်လို့တော်လိုင်းသတင်းရင်းမြစ်တွေကပြောပါတယ်အဲ့ဒီလို့ ချမ်းဘက်စစ်ကောင်စီတပ်ကလေကြောင်းလက်နက်ကြီးနဲ့အပြစ်မဲ့ပြည်သူများနေထိုင်ရာနတ်ချောင်း၊နတ်မြောင်း၊အောင်ချမ်းသာ၊တန်ပိုနဲ့ငါးဖားတို့ကိုပုံကျဲတိုက်ခတ်မှုတွေကြောင့်အပြစ်မဲ့ပြည်သူလေးဦးတေဆုံးပြီးရွာသူရွာသားတွေဘေးလွတ်ရာထွက်ပြေးနေရကြောင်းသိရပါတယ်။မနီယာထီကိုလက်နက်ကြီးနဲ့နှစ်ချက်ထူတည်ရဲဒီဘက်မှာဆိုရင်မိုးရီရွာနေရကြံတာမှန်သောအောင်ချမ်းသာရွာတွေကလူမနေတော့တာကြာပြီးစစ်ရှောင်နေကြတာပါလို့တော်လိုင်းသတင်းရင်းမြစ်တွေကပြောပါတယ်။အဆိုပါအကြမ်းဖက်စစ်ကြောင်းကို CNN, CDF, KKG, CDF, ဘကော MCR နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်၁စစ်ဒေသတိုင်ရင်တပ်ဖွဲ့များပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ကတော်လိုင်းတပ်ဖွဲ့ဝင်တွေထိခိုက်မရှိခုခံတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အကြံဖက်စစ်ကောင်စီကငလင်တန်းကြောင့်အပြစ်ခတ်ရစဲထားတယ်လို့တရားဝင်ကြေညာချက်ထုတ်ပြန်ထားတော့လေ၎င်းတို့ထုတ်ပြန်ချက်ကို၎င်းတို့ကိုယ်တိုင်ချိုးဖောက်ကထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ကြောင်းချင်းလန့် information center ကထုတ်ပြန်ထားပါတယ်။ဝင်းတုံမျိုးနဲ့အာမခံယွာနီစစ်တပ်က ကလင်းငယ်တောင်ပါဝင်ပြည်သူ9ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းဝန်သူမျိုးနဲ့အာမခံရွာအနီးမှာအကြမ်းဖက်စစ်တပ်ကကလင်းငယ်တောင်ပါဝင်ပြည်သူခနာအုပ်ကိုဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်း calling info မှာတာဝန်ရှိသူတောင်ကပြောပါရယ် AB လ26ရက်နေ့မနက်9:00နာရီကန်ချိန်ဝန်သူမျိုးနဲ့အာမခံချင်းရွာအနီးမှာအကြမ်းဖက်စစ်တပ်ကကလင်းငယ်တောင်ပါဝင်ပြည်သူခနာအုပ်ကိုဖမ်းဆီးတပ်ဖြတ်ခဲ့တာဖြစ်ကြောင်းသိရပါရယ်စစ်တပ်ရဲ့တပ်ဖြတ်မှုခံရတဲ့ကလင်းငယ်ပါဝင်ပြည်သူခနာအုပ်ကတာမန်စည်းတပ်တွေဖြစ်ပြီးဝန်သူမျိုးအရှိပန်းတမိုင်ကျော်အကွာရှိအာမခံချင်းရွာအနီးမှာ အကြမ်းဖက်စစ်တပ်လက်ကင်းနဲ့တွေ့ဆုံမိပြီးတဲ့နောက်ဖမ်းဆီးတပ်ဖြတ်ခံရတာဖြစ်ကြောင်းသိရပါတယ်။ပြည်သူများတပ်ဖြတ်ခံရတဲ့နေရာကအကြမ်းဖက်စစ်တပ်ကိများတီရှိပြီးစစ်ကောင်စီတပ်သားများနဲ့ပြူစောတီများစိုးမိုးထားတဲ့နေမြေဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီဖြစ်စဉ်ကစစ်ကွေးဘက်ကလုတ်သွားတာအဲ့ဒီနာလီကစစ်တပ်ဂိတ်တွေဝန်းတုံမျိုးအရှိဘတ်နှစ်မိုင်ခန့်အကွာမှာဖြစ်ရိုးရိုးစည်းတဲ့တွေကိုတပ်ဖြတ်သွားတာအဲ့ဒါ26ရက်နေ့ကဖြစ်တာအနာကလူတွေပြောတာတော့စစ်ကွေးနဲ့ပတ်ကင်းနဲ့တို့ပြီးတပ်ဖြတ်ခံရတာလို့ဆိုတယ်လို့ calling info မှာတာဝန်ရှိသူတောက်ကပြောပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ် သားများတက်ဖြတ်သွားတဲ့ပြည်သူများရဲ့နေရက်လိပ်စာနဲ့အမည်တွေကိုဆက်လက်စုံစမ်းနေစေဖြစ်ကြောင်းသိရပါတယ်။အကြံဖတ်စစ်တပ် lobby Telegram channel တွေမှာအဆိုပါပြည်သူများကို PDF ကတက်ဖြတ်တယ်လို့လိမ်လည်ဝါဒဖြန့်နေတော့လေဒေသခံပြည်သူတွေကတော့စစ်တပ်ရဲ့တက်ဖြတ်မှုဖြစ်ကြောင်းအတည်ပြုပြောဆိုပါတယ်။ ဆက်လက်ပြီးလောင်းလုံးမှာလှည့်ကင်းထွက်လာတဲ့စစ်ကောင်စီတပ်သားပြစ်ခတ်တိုက်ခိုက်ခံရပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦးသေဆုံးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းတဝဲခရိုင်လောင်းလုံးမြို့ပေါ်မှာကင်းလှည့်ထွက်လာတဲ့စစ်ကောင်စီတပ်ကားကိုပြစ်ခတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား၄ဦးသေဆုံးသွားကြောင်းဒေသခံများနဲ့တော်လိုင်းတပ်ဖွဲ့ဝင်များထံမှသိရပါရယ်။လောင်းလုံးရဲစခန်းမှာညောင်ပင်လမ်းဆောင်ဘက်ကိုကင်းလှည့်ထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်၆ဦးပါတဲ့ကားကိုမင်းရ AP 28ရဲ့နေ့လယ်တနင်္ဂနွေကလောင်းလုံးမြို့ပေါ်အထက်တန်းကျောင်းဒီမှာတော်လိုင်းတပ်တွေမှတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါရယ်။က ခင်းလဲလာတာကပြူစောတီကောင်းဆောင်မင်းသိမ်းပိုင်နဲ့ကအဲ့ဒီမှာတဲမှာအားလုံး6ယောက်ပါတယ်ကားကအမဲရောင်4ယောက်ကတော့ပွဲချင်းပြီးသေးတယ်တယောက်ကတော့မသိမရှင်ဖြစ်နေတယ်နောက်တယောက်ကထွက်ပြေးလွတ်မြောက်သွားတယ်ကားကတော့ကျွန်တော်တို့တနက်နေ့ပြစ်ထားတဲ့အချက်ကြီးများတော့မောင်းလို့မရတော့ဘူးလို့နေမြေကန်ရဲဘော်တအုပ်ကသတင်းဌာနကိုပြောပါတယ်အဆိုပါတိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦးသေဆုံးပြီးတအုပ်မှထဏ်ရာပြင်းထဏ်ရာရှိကစိုးရင်ရတဲ့အခြေအနေမှာရှိကြောင်းသိရပါတယ်ကင်းလဲနေတဲ့အဆိုပါကပြစ်ခတ်ခံရပြီးတဲ့နောက်လောင်းလုံးရဲစခန်းမှနေပြီးလက်နက်ကြီး ည်ပြန်လည်ပြစ်ခတ်ခဲ့ရာလောင်းလုံးမြို့ပေါ်ရှိနေအိမ်သုံးလုံးထိခိုက်ပျက်စီးခဲ့ကြောင်းဒေသခံများထံမှသိရပါတယ်။စစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပစ်တာအချက်ရင်များပြီးမြို့ပေါ်ကနေအိမ်သုံးလုံးတော့ထိသွားတယ်လူထိခိုက်မှုမရှိလို့တော်သေးရဲ့လို့လောင်းလုံးမြို့ပေါ်မှာဒေသခံတုံကပြောပါတယ်။အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များကင်းလဲထွက်လာတဲ့ကားမှာပြူစော်တီဦးမင်းသိန်းပိုင်ဆိုင်တဲ့ကားဖြစ်ကြောင်းသိရပြီးတိစုံမှုမှာဦးမင်းသိန်းပါဝင်ခြင်းရှိမရှိဘူးတော့တိကျအတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ဆိုကြောင်းသတင်းဒီမှာဖော်ပြထားပါရဲ့ရှင်။